အားလုံးကမင်္ဂလာပါဒီဒီမော်ဒယ်နဲ့မှပြန်လည်ဆူဆိုပါရစေကျွန်တော်ဒီနေ့ review လုပ်ပေးမယ့်ဟာတော့အဲကာဝစကီဇက်ရှီယာဖြစ်ပါတယ်ဟုတ်ပါဇက်ရှီယာဆိုလို့ရှိရင်တော့ model အဆိုနှစ်ဟောက်16ကြီးထွက်တယ်ပေါ့ဒီက2019စာရောမှာဇက်900ဆိုမှာဇက်ရှီယာစာပုံစံပြောင်းသွားတယ်လက်ကတိုင်းအမျိုးစားဖြစ်တော့ပြီးတော့ဒီကောင်ဆိုရှင် engine power 650ရှိတယ်ဘူးစလင်နာဆိုလေလုံးကိုပါ ကဲဆက်ရှိအောင်ကျွန်တော်တခြားဆက်ကိုရတော့ဇက်ဟောင်းထဲနည်းနည်းလေးပုံမြင်တော့ကျွန်တော်အခုချောက်တချောင်းပဲချရတော့မှာကျွန်တော်ဟောင်းရဲ့ကျွန်တော်ရက်ပွဲပိုင်ပါတော့တော့ဒါပေမဲ့တော်တော်လေးမြင်ပါတယ်ပြန်တော့ခင်ဗျာပုံကန်းနဲ့သူကပူရောမှာမြင်တယ်ဇက်ကိုရတဲ့ပူရောမှာမြင်တယ်တော့ခင်ဗျာပုံကသူ့ကိုလေးချိန်အောင်ဆိုရှင်တခြားဇက်ကိုရရရှင်ဇက်ဟောင်းရရှင်ပူရောမှာလေးရဲ့သူ့လေးချိန်အောင်ဆိုတော့နေရာနဲ့မှာ 33 kg ရှိရပေါ့သူ့အနေချင်းသူ့အားနည်းချက်အနေနဲ့ပြောရမယ်ဆိုရင်သူ့ရဲ့ brake system ပါဆိုရင် ABS မပါဘူးပေါ့ပြီးတော့တခြားဆိုင်ကထက်ဘူရောမလေးတယ်ဘူရောမညင်တယ်ပေါ့ဒါအမြင့်ကျိုက်လို့တွတ်ဆိုရင်တော့ okay ပါတယ် okay ဆက်ရှိရဆိုရင်ဒါပေမဲ့လည်းဘာကြောင့်လူကြိုက်များလဲဆိုရင်သူ့ရဲ့ပုံစံသူ့ style ပေါ့သူ့ style ကတော်တော်လေးကိုစားတယ်စမတ်ကြတယ်ပြီးတော့အာစီးရတဲ့အဆင်ပြေ engine power အားတယ် okay တယ်ပေါ့နော် တော့ဒီ second sequence မှာဆိုချင်း18ဟာကျွန်တော်အဝယ်ပုံများတယ်။ဘာကြောင့်လဲဆိုချင်းသူ့ဇင်းလုံးကလည်းအာစက်ကူကလည်းအများကြီးတက်တာတယ်ဈေးတက်တာတယ်ပေါ့ပြောလို့အဲ့အချက်နဲ့ပါပေါ့နော်မစရှိရနဲ့ပတ်သက်ရောမအကြံပြင်းနဲ့ပတ်သက်လို့ပြောရတာပေါ့ပြီးတော့သူ့ရဲ့အာစီးရအရသာဘယ်လိုရှိလဲအချင်းတွေဘယ်လိုရှိရဆိုတာကျွန်တော်ခဏနေဇမ်မီရောမောင်းပြချင်းမယ်ပေါ့နော် ဒီ16ရောက်ကိုစမ်းမောင်းပြချင်မယ်ပေါ့သူရဲ့အရတာဘလို့ရှိလဲအနေထားဘလို့ရှိလဲမောင်းရအဆင်ပြေမပြေဘလို့လဲဆိုတော့ကျွန်တော်တစ်ခေါက်စမ်းပြချင်မယ်ပေါ့နော်โอเคစားရအောင်ဒါဘောနော်ခုကျွန်တော်ခွာလဲရှင်မှာအာခြေတော်တော့အာဟိုတီတော့ကြပါတယ် ပြောဒီ18ရောက်တော့တနေရောအလေးချိန်ပူလေးရောပူတခြားဆိုင်ရထင်းထင်းနဲ့ပူလေးရဒါမှလည်းဘယ်လိုလဲဆိုတော့18ရောက် ပါအဲကျွန်တော်အခုဒါတော့ဆမ်မောင်ကြည့်ပေါ်တော့လုံးဝကိုအဆင်ပြေတယ်ပြီးတော့စမတ်လည်းကြားတယ်အထားလည်းကြားတယ်ပြီးလို့ရှင်အစီရလည်းမညောင်းထားလည်းမညောင်းလက်လည်းမညောင်းပြီးတော့တော်တူအားလည်းရှေ့အားဆိုတော့တော်တော်လေးကိုအဆင်ပြေပါတယ်အဲဆာဆိုရှင်တော့ဒါဆက်ရှိရပေါ်တော့โอเคကျွန်တော်ဒီနေ့ review လုပ်ပေးတဲ့ session ကိုတက်ရဆိုလို့ရှင်ကျွန်တော် like နဲ့ share ပေးပါပြီးတော့မှဆက်ပြီးတော့မှနောက်ထပ် video ပါလာမယ်ဆိုတော့ဆက်ပြီးတော့မှစောင့်ကြည့်ပေးပါလို့ပြောရင်းနဲ့အားလုံးပဲလို့ဆက်ပါတယ် bye bye